ယူကရိန်းနိုင်ငံဟာ Yevovek Avtopass လို့နာမည်ပေးထားတဲ့ဂျားဖြတ် drone တွေကိုအစုလိုက်အပြုတ်လိုက်ထုတ်လုပ်သွားမယ်လို့ကြေညာလိုက်ပါတယ်။ဒါဟာယူကရိန်းရဲ့အဓိကကြတဲ့နေရာတွေနဲ့စွန့်အင်အရင်အမြစ်တွေကိုတိုက်ခိုက်နေတဲ့ရုရှားရဲ့အသေးခံ drone တွေကိုစရိတ်နေနေနဲ့ခုခံလာနိုင်မဲ့ဗျူဟာမြောက်အစီအစဉ်လေးဖြစ်ပါရည်။အထူးသဖြင့်တော့ရုရှားရဲ့ Shahed အမျိုးအစား drone တွေကိုဂျားဖြတ်တိုက်ခိုက်ဖို့ရည်ရွယ်တာဖြစ်ပါရည်။ ရေပဝဲလို့ခေါ်တဲ့ဂျားဖြတ်တိုက်ခိုက်တဲ့နီးပြင်ရာဟာယူကရိန်းစစ်တပ်ကတီထွင်ဖန်တီးထားတာဖြစ်ပြီးတိုက်ပွဲတွေမှာထိရောက်မှုကိုလက်တွေ့မြင်တွေ့ရပြီးဖြစ်ပါတယ်ဒီရေပွဲစနစ်ဟာဂျန်မာရီပြပြင်းထန်ထန်ဖွင့်ထားတဲ့အချိန်မျိုးတွေမှာတော့ညအခါမှာမြေပြင်နဲ့အနီးကပ်ပြန်တန်းပြီးအလုံးလုံးနိုင်မဲ့စနစ်ဖြစ်တယ်လို့ဆိုပါရယ်ဒီလိုစွမ်းရည်ဟာရုရှားရဲ့ရှာဟတ်တိုက်ခိုက်မှုတွေအတွက်အသင့်တော်ဆုံးဖြစ်ပါရယ် လက်ရှိမှာထုတ်လုပ်ရေးကုမ္ပဏီ၃ခုဟာနီးပညာရရှိပြီးဖြစ်ပြီးနောက်ထပ်ထုတ်လုပ်ရေးကုမ္ပဏီ၇ခုကိုဒီနီးပညာကိုဖြန့်ဝေပေးမှာဖြစ်တယ်လို့ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကကြေညာပါတယ်။ဒီကြားဖြတ်ဒရိုရီများများဆဆထုတ်လုပ်မယ်ဆိုရင်လေကြောင်းကာကွယ်ရေးအတွက် ကုန်ကျစရိတ်များလာတဲ့ဒီ NASAM နဲ့ Patriot တို့လိုဒုံးကျည်တွေအစားအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီရေပွဲဒရိုရီကို UK နိုင်ငံနဲ့လည်းပူးတွဲထုတ်လုပ်သွားမှာဖြစ်ပါတယ်။